မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ22ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ်မြို့သိမ်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ချီပွေမြို့နယ်အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံစခုံတရင်ဦးဆောင်ပြီးတော့ BGF တပ်တွေထိန်းချုပ်ထားတဲ့ပန်ဝါမြို့ကို KI နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကအော်တိုဘားလ18ရက်နေ့ညပိုင်းမှာအပိသက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာလက်နက်ကြီးငယ်စုစုပေါင်း900ကြောကိုတင်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပန်ဝါမျိုးအနီးလူပီရွာမှာရှိတဲ့ BGF 1332တပ်ရင်းကို အော်တိုဘားလ15ရက်နေ့မှာတိမ့်ပိုက်ခဲ့ပြီးတဲ့နောက်၃ရက်အတွင်းမှာပန်ဝါမြို့ကို KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကဆက်လက်တိုက်ခိုက်တိမ့်ပိုက်နိုင်ခဲ့တာဖြစ်ပြီးတော့လက်နက်ကြီးလက်နက်ငယ်စုစုပေါင်း900ကျော်နဲ့ခဲယမ်းတွေကိုတိမ့်စီရရှိခဲ့တယ်လို့ဆိုပါတယ်။စခုံတရင်က KIA နဲ့ PDF တွေကိုခြေမုံဖို့နဲ့ပြန်လာထွက်ခွာခွင့်မပေးဖို့စစ်မိတ်ပေးခဲ့ပြီးတဲ့နောက် KIA နဲ့ပူးပေါင်းတပ်တွေကထိုးစစ်ကိုအရှိန်ဟုန်မြင့်ပြီးတော့တိုက်ခတ်ခဲ့ရာစတုံးမြို့ဆော့လော်မြို့ချီပွေမြို့စေကောင်စီရဲ့ဗျူဟာစခန်းအပါအဝင် စခန်းအများအပြားနဲ့ BGF 1332တပ်အပါအဝင် ပန်ဝါမြို့ကိုပါတိမ့်ပိုက်လိုက်ပြီးတော့ BGF 1333တုံးတက်ကိုလည်းတိမ့်ပိုက်နိုင်ရေးအတွက်ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်းတရင်ရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့် update တရင်ကတော့မကွေးတိုင်းပွင့်ဖြူမြို့အရှိပိုင်းရက်ကွက်အုတ်ချုပ်ရေးမှုတာထွေးအောင်ကစစ်မှုတန်းဥပဒေထမ်းဆောင်ရန်အတွက်အတရားဓမ္မလူစည်ရင်ကောက်ခံခြင်းအပါအဝင်ပြည်သူများကိုစိတ်ဒုက္ခရောက်စေတဲ့ ဆိုးရွားတဲ့လောက်ရက်များကိုလှုပ်ဆောင်နေတဲ့အတွက်၎င်းရဲ့အိမ်ကိုအဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခတ်ရာမြို့ကရဲစခန်းမှုအပါအဝင်ငါးဦးပြင်းထန်စွာဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။အော်တိုဘာလ20ရက်နေ့မွန်လွဲတနားီခွဲအချိန်ကမှပွင့်ဖြူမြို့အရှိပိုင်းရက်ကအုပ်ချုပ်ရေးမှုရဲ့အိမ်ရှိမှအဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးတော့တာတွေးအောင်ရဲ့တာ ရဲစခန်းမှုပြူစောတိဝါတက်ကအကြမ်းဖက်စစ်သားနဲ့တက်ကြတ်တို့၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ရက်ကွက်အုပ်ချုပ်ရဲမှုတာတွေးအောင်ကစစ်မှုထမ်းရန်အတွက်ရက်ကွက်နေပြည်သူများအပေါ်မှာငွေကြေးများကောက်ခံခြင်း၎င်းစည်းကောက်ယူမှုများလုပ်ခြင်းပြည်သူများကိုစိတ်ဒုက္ခရောက်စေတဲ့ စိုးစိုးဝါဝါလောက်ရက်များကိုကျွလွန်လာကြောင်းပြည်သူများကအတိပေးတိုင်ကြားလာတဲ့အတွက်အကြမ်းဖက်စစ်ကောင်စီရဲ့နောက်တိုင်အဖြစ်ဆောင်ရွက်နေတဲ့တာထွေးအောင်ကိုမင်းဘူးခရိုင်တက်ရင်လေးကအဝေးထိန်းမိုင်းနဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ပထမအချိန်မိုင်းကွဲအပြီးမှာပွင့်ဖြူမြို့နယ်မြေရဲစခန်းကရဲစခန်းမှုအပါအဝင်ရဲတပ်သားများနဲ့အကြမ်းဖက်စစ်သားများလာရောက်ဆစ်ဆီးတဲ့အချိန်မှာထပ်မံပြီးတော့ဒုတိယအချိန်အဝေးထိန်းမိုင်းအကြီးနဲ့ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ပွင့်ဖြူမြို့မှာစခန်းမှုအပါအဝင်၅ဦးအပြင်းထန်ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း မင်းမှုခရိုင်အမတ်လေးတက်ရင်ကတာဝန်ရှိသူကပြောကြားထားပါတယ်။ကိုယ့်ဖြူမျိုးနဲ့အတွဲမှာရှိတဲ့ပြည်သူများအနေနဲ့အကြမ်းဖက်စစ်သားများရဲ့ဂိမ်းများအနီးမှာနေထိုင်ခြင်းအကြမ်းဖက်စစ်သားများနဲ့နီးနီးကပ်ကပ်နေခြင်းစစ်ကောင်စီရဲ့ထောက်တိုင်များလုံးဝမပြုတ်လောက်ကြရနဲ့ဝေးဝေးရှောင်ခြင်းနေထိုင်ပေးကြပါရန်အထူးမြတ်တာရက်ခံပန်ကြားအပ်တယ်လို့မင်းမှုခရိုင်အမတ်လေးတက်ရင်ကသတိပေးချက်ထုတ်ပြန်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းငန်းစုံမြို့နယ်ငန်းမြကြီးခြေရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သားများပြတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ20ရက်နေ့မနက်7:15မိနစ်အချိန်မှာငန်းစုံမြို့နယ်ငန်းမြကြီးခြေရွာဘက်ကိုအင်အား100ကျော်နဲ့စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်သားများကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာစစ်သားများပြတေဆုံးပြီး MI-35 နဲ့၄ကြောင်းပစ်ကူရောက်ရှိလာခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုး၄ကြောင်းပစ်ကူရောက်ရှိလာတော့လေတော်လိုင်းတပ်များတွေကို ဘုံကျဲပြစ်ခတ်မှုမရှိဘဲစစ်ကောင်စီတပ်သားများဘက်ကိုဘုံကျဲသွားခဲ့ရာအကြမ်းဖက်စစ်သားများထပ်မံတေဆုံထိခိုက်မှုတွေရှိခဲ့တယ်လို့သိရပါတယ်။တေတာကတော့များတယ်။ပိန်မဝဲမှုမြင်နေရတာကအရေးအတွက်ကတော့မခံမှန်းတတ်ဘူး။တိုက်ပွဲဖြစ်လို့ထိတာနဲ့လေရင်ပြစ်ကူခေါ်တာပဲ။လေရင်ပြစ်ကူကပါစစ်ခွေးတွေဘုံကိုထပ်ပြီးတော့ဘုံကျဲချသွားလို့ထပ်ပြီးတေကုန်တယ်။ကျွန်တော်တို့ကစစ်ကူအနေနဲ့တိုက်ခိုက်ခဲ့ရတာကြီးကလည်းမလုံလောက်တော့ပြန်ဆုတ်ခဲ့ရပါတယ်။ကျွန်တော်တို့ရဲဘော်တွေအားလုံးဘေးကင်းပါတယ်လို့ Dog Killers People Defense Force မြင်းမူကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။ ဲ့ဒီ dog killers people defense force မြင်းမူ DKPDF MMU နဲ့အခြားမဟာမိတ်ညီနောင်များပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲပဲခူးတိုင်းရေတာရှိမျိုးနဲ့ဒိုးတန်းကြီးရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်သားများကိုဝင်ရောက်တိုက်ခိုက်ရာအကြမ်းဖက်စစ်သားများထိခိုက်ဒေဆုံးမှုရှိခဲ့ကြောင်း ပေါ်ဝါနေစစ်ကြောင်းထံကသိရပါရယ်အော်တိုဘာလ19ရက်နေ့မနက်9:00နာရီအချိန်မှာရေတာရှင်မြို့နယ်စစ်တောင်းမြေအနောက်ဘက်ကမ်းမှာရှိတဲ့ဒိုးတန်းကြီးရွာမှာအင်အား90ခန်းနဲ့အထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုတော်လိုင်းပူးပေါင်းတပ်ဖွဲ့များကလက်နက်ကြီးလက်နက်ငယ်များနဲ့ဝင်းရောက်တိုက်ခတ်ခဲ့တယ်လို့သိရပါရယ်အခုလိုမျိုးဝင်းရောက်တိုက်ခတ်ခဲ့ရောအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲမိနစ်30ခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုရှိတော်လဲစုံစမ်းနေစေဖြစ်တယ်လို့သိရပါရယ် အဲ့ဒီတိုက်ပွဲမှာတော်လိုင်းရင်အင်အားစုများဘက်ကပေါ်ဝါနီစစ်ကြောင်းကရဲဘော်ဘီလုံးဟာမိုင်းထောင်နေတဲ့အချိန်မနက်9:30မိနစ်အချိန်မှာမိုင်းမတော်တဆဖြစ်ပွားကပောက်ကွဲမှုဖြစ်ခဲ့ပြီးတော့ဒဏ်ရာပြင်းထန်စွာရရှိတဲ့အတွက်ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းတင်ပြရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းအတွင်းမှာခိုးဆိုးလူနိုင်အပါအဝင်ရာဇဝဲမှုများနဲ့အမှုရင်ဆိုင်နေရတဲ့ ချုပ်သားတချို့ကိုအမှုကနေပယ်ဖြတ်ပေးပြီးတော့စစ်မှုထမ်းအပတ်စဉ်6အတွက်စစ်သားတပ်များအဖြစ်နဲ့စုဆောင်းခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အခုအော်တိုဘားလာအတွင်းမှာစတင်ဖွင့်လှစ်နေတဲ့စစ်မှုထမ်းအပတ်စဉ်6အတွက်ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ရဲစခန်းတချို့မှာအသက်18နှစ်ကနေအသက်35နှစ်အတွင်းရှိတဲ့အချုပ်သားအမျိုးသားများကိုအမှုကနေပယ်ဖြတ်ပေးပြီးတော့တပ်သားတပ်များအဖြစ်နဲ့စုဆောင်းခဲ့တယ်လို့သိရပါတယ်အမှုကိုပယ်ဖြတ်ပေးခဲ့တဲ့အချုပ်သားများဟာခုံးမှု၊ကပိုင်းနိုင်မှု၊မှောင်ရိပ်ခုံမှု၊မူရရန်ကားမှု၊အဲစင်းမတိုင်ကြားမှု၊နှလုံးထီ၊သုံးလုံးထီအပါဝဲ၊လောင်းကစားအမှု မှုများဆေးသုံးဆွဲမှုများပါဝင်ကြောင်းသိရှိရပါတယ်သူတို့အခုရေဆိုင်နေရတဲ့အမှုတွေကိုပယ်ဖျက်ပေးပြီးတော့တပ်သားတဲ့အဖြစ်နဲ့နိုင်ငံတော်အတွက်စစ်မှုထမ်းခိုင်းတာတွေရှိပါတယ်အခုရင်ဆိုင်နေရတဲ့အချုပ်သားတွေအဖြစ်ကနေအမှုကနေပယ်ဖျက်ပေးတာပါအမျိုးသားတွေလူငယ်လေးတွေပါပါတယ်တကယ်တော့သူတို့ရဲ့အမှုအရာထောင်ကျရင်တောင်မှတချို့ဆိုရင်နှစ်ကြီးကြမှာဆိုတော့စစ်မှုထမ်းမလားအပြစ်ကြခံမလားမေးကြည့်တဲ့အခါစစ်မှုထမ်းမယ်ဆိုရင်တခါတည်းအမှုကနေပယ်ဖျက်ပြီးတော့စစ်တင်တန်းကြောင်းတွေကိုပို့ပေးပါတယ်မျိုးနယ်အုပ်ချုပ်ရေးအဖွဲ့တက်တဲ့ရဲဘက်ကပူးပေါင်းလှုပ်ဆောင်တာဖြစ်ပါတယ်လို့ ရဲတရင်အရင်မြစ်ကပြောဆိုထားပါတယ်အချုပ်သားများတဲ့ကစေးသုံးဆွဲသူတချို့ကိုလည်းစစ်မှုထမ်းအဖြစ်နဲ့ခေါ်ယူမှုများရှိနေတော့လဲကျမ်းမာရေးကောင်းမွန်သူများကိုအ धिक ဦးစားပေးပြီးတော့ခေါ်ယူနေတယ်လို့သိရပါတယ်စစ်မှုထမ်းတင်တန်းတက်သည့်တိုင်အောင်ကျမ်းမာရေးမကောင်းမွန်တဲ့စေးသုံးဆွဲသူများကိုတော့ခေါ်ယူခြင်းမရှိဘူးလို့သိရပါတယ်စစ်မှုထမ်းအပတ်စဉ်6အတွက်လူရှာရခက်ခဲနေတဲ့မြို့နယ်များမှာအခုလိုမျိုးအချုပ်သားများကိုအမှုကနေပယ်ဖြတ်ပြီးကင်းလွတ်ခွင့်ပေးပြီးတော့ တပ်သားတင်များစုဆောင်းနေခြင်းဖြစ်ရာအမှုကနေပယ်ဖြတ်နိုင်ရအတွက်တပ်ဆိုင်ရာမျိုးနယ်ဥပဒေဌာနနဲ့တရားရေးဌာနများကလည်းပူးပေါင်းဆောင်ရွက်နေရတယ်လို့သိရပါတယ်။အမှုကနေပယ်ဖြတ်တာကတော့ထွေအုပ်နဲ့ရဲဘက်ကနေစာနဲ့ပယ်ဖြတ်ခိုင်းတယ်မျိုးနယ်တရားရေးနဲ့ဥပဒေရုံးဘက်ကအမှုကိုပယ်ဖြတ်ပေးတာပါလို့ရဲတရင်အရေးမြင့်ကပြောပါတယ်။ဒါကြောင့်အခုစစ်မှုထမ်းအပတ်စဉ်6အတွာရန်ကုန်တိုင်းအတွင်းမှာရှိတဲ့မျိုးနယ်များမှာတတ်မှတ်ထားတဲ့ပမာဏထက် တပ်သားတစ်ပမာဏပုံမရရှိခဲ့ပြီးရှမ်းပြည်နယ်ဟိုပုံးအပါဝင်တခြားသောပြည်နယ်နဲ့တိုင်းမြောက်မှာရှိတဲ့စစ်တင်နှန်းကျောင်းများကိုတပ်သားတစ်တင်နှန်းသားများရန်ကုန်ကနေဆေလွတ်ပေးပို့ခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်နမ်ဆန်မြို့ကိုစစ်ကောင်စီကဒီနေ့မနက်ပိုင်းမှာတိုက်လေရင်နဲ့ဘုံကျဲချခဲ့ရာပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့အော်တိုဘားလ27ရက်နေ့မနက်10:00နာရီ10မိနစ်အချိန်မှာနောင်ချိုမြို့တပြေရက်ကွက်ကိုစစ်ကောင်စီကတိုက်လေရင်နဲ့ပေါင်300ဘုံနှလုံးနဲ့ဘုံ6လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးဘုံများကျရောက်ပောက်ကွဲမှုကြောင့် ဥကိုကာနဲ့ရဲ့နေအိမ်နဲ့ပါဟက်ရက်ကွက်မှာရှိတဲ့ဆိုင်ကန်းတချို့ထိခိုက်ပျက်စီးခဲ့ပြီးပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အလားတူပဲဒီကနေ့အော်တိုဘားလ22ရက်နေ့မနက်8:30မိနစ်အချိန်မှာနမ်ဆန်မြို့နယ်ကြောက်ဖြူလေးကြီးရွာကိုစီရင်လှောက်ရှားမှုတစုံတရာမရှိဘဲစစ်ကောင်စီတပ်က Jet Fighter နဲ့လာရောက်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့ဖုန်တော်ကြီးကြောင်းဝင်းအတွင်းကိုကြောက်ရောက်ပောက်ခွဲကာကျောင်းဆောင်တချို့ထိခိုက်ပျက်စီးသွားတယ်လို့သိရပါဗျ။အော်တိုဘားလ19ရက်နေ့မနက်အစောပိုင်းအချိန်ကလည်းစစ်ကောင်စီကတိုက်လေရင်နဲ့နှစ်ချိန်လာရောက်ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတော့ ပြည်သူ၄ဦးတိတ်ဆုံးခဲ့ပြီးတော့ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။သတင်းကြော်လာပြည်ညကလည်းစစ်ကောင်စီတပ်ကနောင်ချုံမြို့အတွင်းလေကြောင်းတိုက်ခတ်မှုကြောင့်ဒေသခံပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNL ကသတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းအရောသခိုင်းတိုင်းကောလင်းမြို့နယ်အနောက်ဘက်မှာရှိတဲ့အုတ်ကန်ချေးရွာကိုအကြမ်းဖက်ဆက်တက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေကြောင်းကနေပြီးတော့နှစ်ချိန်ဘုံကျဲတက်ခတ်ရာပြည်သူနာဦးတိတ်ဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့အော်တိုဘားလာ21ရက်နေ့မှာမနက်10:30မိနစ်နဲ့မနက်7:00နာရီခန့်အချိန်မှာအကြမ်းဖက်ဆက်တက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ကောလင်းမြို့နယ်အနောက်ဘက်မှာရှိတဲ့အုတ်ကန်ရွာလေကရွှေဆိုင်တဆိုင်ကိုလေကြောင်းကနေဘုံကျဲတက်ခတ်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီတက်ခတ်မှုအတွင်းမှာပြည်သူနာဦးတိတ်ဆုံးပြီး ီးတော့ထိခိုက်ဒဏ်ရာရရှိသူအများအပြားကအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်လက်ရှိအချိန်မှာကျေးပါနေပြည်သူများဟာရွာလုံးကျထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်ဘုံတုံးလုံးကျဲသွားတာနေအိမ်ပြည့်စုံမှုအခြေအနေကတော့အတိအကျမသိရသေးဘူးပထမတစ်ချိန်ပြစ်တာကအမျိုးသမီးနှောက်ဦးသေးတယ်ထိခိုက်မှုရှိတယ်နောက်နှစ်ခါပြစ်တော့မသိရသေးဘူးအဲ့ဒီဘက်ကစစ်ကြောင်းမထုတ်ဘူးကောလင်းမျိုးအနောက်ဘက်25မိုင်ခန့်မှာရှိတာအဲ့ဒီဒေသကတိုက်ပွဲမဖြစ်ဘဲနဲ့အရင်တစ်ခါကလည်းအပြစ်ခံထားရတယ်ပထမအချိန်ပြစ်တာက အုတ်ကန်ရွာလေကရွှေဆိုင်တစ်ခုပေါ်ကိုဘုံကြရောက်ပောက်ခွဲတယ်ဒုတိယအချိန်ကဘယ်နေရာကြာလဲတော့မသိရသေးဘူးလို့ calling info ကတာဝန်ရှိသူကရှင်းလင်းပြောဆိုထားပါတယ်အကြမ်းဖက်စစ်ကောင်စီက calling မြို့နယ်အပါအဝင်သခိုင်းတိုင်းအတွင်းမှာထိုးစစ်များဆင်ခြင်းစစ်ကြောင်းထိုးခြင်းများကိုအခုအော်တိုဘာလာအတွင်းမှာအရှိန်ဟုန်မြင့်တင်လာပြီးတော့လေကြောင်းတိုက်ခိုက်မှုများကိုလည်းတိုးမြင့်လာနေတယ်လို့ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းလေတုံမြို့နယ်နဲ့စောတိမြို့နယ်အတွင်းမှာရှိတဲ့ကြေးရွာများကိုအချက်မဲ့စစ်တပ်က drone လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့စာတင်ကြောင်းတစ်ကြောင်းနဲ့နေအိမ်နှလုံးပျက်စီးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ16ရက်နေ့မွန်လွယ်တနအိုင်25မိနစ်ခန့်မှာလေတုံမြို့နယ်အတွင်းအချက်မဲ့စစ်ကောင်စီတပ်သားများဟာကြောက်တကားကနေပြီးတော့ဖြန်တလင်းကြေးရွာအတွင်းကို drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာကြေးရွာနေစောတကော်ဖောရဲ့နေအိမ်တစ်လုံးနဲ့စောမက်စီထွန်းရဲ့ စိုက်ကဲတစီထိမှန်ပြက်စီးခဲ့ပြီးတော့ည9:18မိနစ်ခန့်မှာထမံဘုံကျဲခံရပြီးတော့ပမင်အင်းကုန်းချေးရွာအတွင်းမှာကြက်ရောက်ပောက်ကွဲခဲ့ရာချေးရွာမှာရှိတဲ့စာတင်ကျောင်းတစ်ကျောင်းထိမှန်ပြက်စီးခဲ့ရတယ်လို့သိရပါတယ်။အော်တိုဘာလ15ရက်နေ့မနက်10:30မိနစ်ခန့်မှာစောထီမြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်ရဲ့ခလာရ59တပ်ရင်းက87မမလက်နက်ကြီးနှလုံးနဲ့ပစ်ခတ်ခဲ့ရာ တန်စိတ်ရွာမှာအနီးကျရောက်ပောက်ခွဲခဲ့ပြီးတော့ကြေးရွာနေအသက်16နှစ်အရွယ်ကိုသူရိန်စိုးထိခိုက်ဒဏ်ရရှိခဲ့တယ်လို့သိရပါတယ်။မွန်လွဲတနာ27မိနစ်ခန့်မှာခလိုက်ရ264တရင်က120မမနှလုံးနဲ့ပြစ်ခတ်ခဲ့ရာတန်စိတ်ရွာမှာအတွင်းထမှန်ကျရောက်ပောက်ခွဲခဲ့ပြီးတော့ကြေးရွာနေဥမောင်နိုင်ရဲ့နေအိမ်တစ်လုံးလက်နက်ကြီးထိမှန်ပျက်စီးခဲ့ရာကြောင်း KNU ဘဟုကပြောဆိုထားပါတယ်။အလားတူပဲအော်တိုမာလာ15ရက်နေ့ညနေ4:20မိနစ်ခန့်မှာကော်တူးလေအုတ်ချုံမှုနယ်မြေတောင်ငူခရိုင်ဒေါ်ဖားကိုမြို့နယ်တန်တောင်ကြီးမြို့မှာ ဘရင်တော်တပ်မျိုးမှာရှိတဲ့အကြမ်းဖက်ဆက်တက်ကတန်တော်ကြီးမျိုးတွင်းကို120မမလက်နက်ကြီးစနက်လုံးပစ်ခတ်ခဲ့ရမျိုးအတွင်းကို6လုံးကြောက်ရောက်ပောက်ကွဲပြီးမျိုးအပြင်မှာ6လုံးကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးလက်နက်ကြီးများကြောက်ရောက်ပောက်ကွဲခြင်းကြောင့်တန်တော်ကြီးမျိုးရက်ွက်နှစ်မှာရှိတဲ့အဖီးဂျယ်ဆင်မိုနဲ့ဆီယာမစောစောတို့ရဲ့နေအိမ်၄လုံးနဲ့ရက်ွက်၃မှာရှိတဲ့မောင်လင်းပါနဲ့နော်ဘေးပါတို့ရဲ့နေအိမ်၅လုံးစုစုပေါင်း၆လုံးထိခိုက်ပျက်စီးခဲ့ရပြီးတော့ရက်ွက်နှစ်မှာနေတဲ့အသက်၃၃နှစ်အရွယ် စောအောင်နိုင်ထူးနဲ့ဆီယမစောစောတို့နှစ်ဦးလဲထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါးအကြမ်းဖက်ဆက်တက်ကလက်နက်ကြီးများနဲ့အကြောင်းမဲ့အရသာပြည်သူလူထုများနေထိုင်ရာနေရာများအတွင်းကိုပြစ်ခတ်လျက်ရှိတဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့ထိတ်လန့်ကြောက်ရွံ့စွာနဲ့နေထိုင်နေရပြီးလေးချောင်းတက်ခတ်မှုပါထမှန်ပြုလုပ်ခံရမှာကိုဒေသခံတွေအနေနဲ့စိုးရိမ်ထိတ်လန့်လျက်ရှိတယ်လို့ KNU ဘဟုကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးအကျေးဇူးတင်ရှိပါတယ်ခင်ဗျာ